အားလုံးပဲမင်္ဂလာပါမဂျီမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာမဂျီမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Despicable Me 2010ရုပ်ရှင်လေးပဲဖြစ်ပါရင် Super Villain ကြီးကလောက်ကိုခိုးဖို့ဆုံးဖြတ်ပြီးတော့ကဘာကြီးကိုကမောက်ကမတွေဖြစ်အောင်လို့လှုပ်သွားခဲ့ပါရင် Gru နဲ့သူ့ရဲ့ Minion လေးကလည်း Vader ရဲ့တိုက်ခိုက်မှုကိုဘယ်လိုရှောင်သွားကြမလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါရင်ကဲစင်သစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်လားဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရင် ီဂျစ်တဲကန်နာရအလင်မှာတော့ခေးသွားမိသားစုတစု ကကားနဲ့ကိုရောက်လာခဲ့ကြပါတယ်။သူတို့ကပိရမစ်ကြီးမှာဓာတ်ပုံရိုက်နေကြတော့သူတို့ကလေးကအရန်ကိုဆော့ရာကြောင်းလုံချုံရေးတားထားတဲ့စီးကိုကြော်ပြီးတော့စားလုံးနေစေဖြစ်တဲ့တရားပေါ်ကိုတက်သွားခဲ့ပါတယ်။လွန်ကျွန်ရေးတွေကလည်းသူနောက်ကလိုက်ပြီးတော့တားပေမဲ့လို့နောက်ကျသွားခဲ့ပြီးတော့ကလေးကလည်းပိရမစ်ပေါ်ကိုပြုတ်ကျသွားခဲ့ပါရင်ဒါပေမဲ့လို့ပိရမစ်ကြီးကပူပေါင်းလိုမျိုးဖြစ်နေတဲ့အတွက်ကလေးကိုပြန်ကန်ထုတ်ပြီးတော့သူ့ရဲ့မိဘတွေလက်ထဲကိုပြန်ရောက်သွားခဲ့ပါရင်ကလေးကဘာမှကိုမထိခိုက်သွားပေမဲ့လည်းကဘာတဝမ်းမှာတော့ဖီလင်တယောက်က ပိရမစ်ကြီးကိုခိုးသွားပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒီအချိန်မှာ Wayne Feeling ကြီးတယောက်ဖြစ်တဲ့ group ကသူ့ရဲ့ตายရတဲ့အနေလေးကို coffee တောက်ပြီးတော့ AC ဖြတ်တန်းဖို့အတွက် coffee ဆိုင်ကိုသွားလိုက်ပါတယ်။ group ကလည်းသူ့ရဲ့ရှေ့မှာတန်းစီနေတဲ့သူတွေအားလုံးကိုခဲသွားအောင်လှုပ်လိုက်ပြီးတော့သူ့ရဲ့ coffee ကိုယူလိုက်ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ Marco, Eden နဲ့ Agnes ဆိုတဲ့မိဘမဲ့ကလေး၃ယောက်က group ရဲ့အိမ်တကားကိုလာခောက်ပြီးတော့ cookie လာရောက်ပြီးတော့သူတို့မိဘမဲ့เจ้าကိုရန်ပုံငွေထည့်ပေးဖို့ကိုပြောလိုက်ပါတယ်။ ဂရုကအိန္ဒကမဖွင့်ပေဘဲနဲ့သူဒီနေ့တယောက်တည်းအေးစစ်နေခြင်းတယ်လို့ပြောပြီးတော့ကလေး၃ယောက်ကိုပြန်လှည့်လိုက်ပါအဲ့ဒီနောက်မှာတော့ဂရုကိုသူ့ရဲ့လုံးပေါ်ကိုင်ပဲတိတ်ပန်ပညာရှင်နဖာရီယိုကလည်းဖုန်းခေါ်လာပြီးတော့ပိရမစ်အခိုးခံလိုက်ရတဲ့ကိစ္စကိုပြောပြလိုက်ပါဂရုကအဲ့ဒီဖီလင်ကသူ့ထက်တာတဲ့ကိစ္စကိုလုံးလိုက်နိုင်တဲ့အတွက်ကိုမှမနာလိုဖြစ်ပြီးတော့သူ့ထက်ပို့ပြီးတော့ကြီးမားတဲ့ကိစ္စကိုလုံဖို့ဆုံးဖြတ်လိုက်ပါဂရုကသူ့ရဲ့လှုပ်ဝက်ဆန်တက်ခံတဲ့ကိုတွားပြီးတော့မီနီယံတွေအားလုံးကိုဆူလိုက်ပါပြီးတော့သူကသူ့ရဲ့မဟာအစည်းအဝေးကြီးဖြစ်တဲ့လာကိုခိုးမယ်ဆိုတဲ့အကြောင်းကိုပါပြောလိုက်ပါပြီး အဲဒီလားကိုခိုးဖို့အတွက်လှုပ်ဝက်ဆန်းသက်ခန်းတွေကကျုံစီတဲ့တန်းရောင်ကြီးနဲ့လားစီကိုတွားဖို့ဒုံးကြီးအရင်ယူရမယ်ဆိုပြီးတော့ပြောလိုက်ပါရင်မီနီယန်တွေအားလုံးကလည်းသူ့ရဲ့မဟာဖီလင်းအကြံကြီးကိုသဘောကျနေကြပါရင်ဒါပေမဲ့လို့ဂရုကတော့ဒုံးကြီးစောက်ဖို့ငွေလိုတာကြောင့်ပတ်စံချေဖို့ဘန်ကိုဖုန်းဆက်လိုက်ပါရင်အဲဒီချိန်မှာကလီမလီ၃ယောက်ကမိဘမဲခေယားကိုပြန်လာကြပြီးတော့ကွတ်ကီးတွေမရောင်းရခဲ့ဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်မိဘမဲခေဟားပိုင်ရှင်ကသူတို့ကိုကွတ်ကီးရောင်းအားတက်မလာရေးတက်တာလေးထဲမှာပဲညာအိပ်ရမယ်လို့ပြောလိုက်ပါရင် ။နောက်နေ့မနေ့ရောက်တဲ့ခါမှာတော့ဂရုကလည်းငွေချင်းမလို့အတွက်ကိုမှသူ့ကားကြီးကိုစီးပြီးတော့ဘဏ်ကိုသွားလိုက်ပါ යි ။ဘဏ်ကတာမန်ဘဏ်လို့ထင်ရပေမဲ့အင်တာရဲကိုဝင်သွားတဲ့ခါမှာတော့ဂရုရဲ့မျက်လုံးနဲ့စကန်ဖတ်လိုက်ပြီးတော့တကားတစ်ခုကပွင့်သွားခဲ့ပါ යි ။အဲဒီနောက်ဘဏ်ကတော့ဖီလင်းတွေအတွက်တည်တံ့ဘဏ်တစ်ခုဖြစ်ပြီးတော့ဂရုကတော့အရင်ကသူ့ငွေချေးပြီးတော့လုပ်ခဲ့တဲ့ဟာတွေတော်တော်များများကြာရှုံးခဲ့တာတော့မှအခုငွေချေးယူတာကရမယ်လို့ယုံကြည်နေခဲ့ပါ යි ။သူကမန်နေဂျာနဲ့စကားပြောဖို့စောင့်နေတဲ့အချိန်မှာပဲသူကလေးဘွားကအရာတစ်ခုကိုသတိရသွားခဲ့ပါ යි ။ သူကငငယ်ကတာမန်ကလေးတယောက်ပဲဖြစ်ပြီးတော့လာဘော့ကိုသွားတဲ့အိမ်မက်ရှိခဲ့ပေမဲ့လို့သူမိကတော့ဂရုကိုအရန်တင်းကျက်ပြီးတော့သူဖြစ်ချင်တဲ့အိမ်မက်ကိုအမြဲတမ်းကိုမှကန့်ကွက်ခဲ့ပါရင်ဝမ်းနဲ့ဆရာတစ်ကိုပြန်တွေးပြီးတဲ့နောက်မှာတော့လိန်မော်ရအနွေနဲ့ဝတ်ထားတဲ့ထူးဆန်းတဲ့ကောင်လေးတယောက်ကဂရုစီကိုလာခဲ့ပြီးတော့သူ့ကိုသူဖတ်တာဆိုပြီးတော့မိတ်ဆက်လိုက်ခဲ့ပါရင်ဒါပေမဲ့လို့ဂရုကတော့တငယ်ချင်းမဖြစ်ချင်တဲ့အတွက်ဂယုမဆိုင်ပဲနေပြီးတော့ခဏကြာမှာတော့မန်နေဂျာရုံးကနေကိုဝင်သွားခဲ့ပါရင်ဂရုကတော့သူ့ရဲ့လာကိုခိုးမဲ့အစီအစဉ်ကိုပြောပြလိုက်ပြီးတော့ လာကိုသွားမဲ့ဒုံပြန်စားဖို့အတွက်ငွေချေးပေးဖို့ကိုပြောလိုက်ပါ යි မန်နေဂျာကလည်းသူ့ရဲ့စီစဉ်ကိုစိတ်ဝင်စားပေးမယ်လေသူကခင်းနောက်ကြနေတဲ့ feeling ဖြစ်ပြီးတော့ဘလို့ကိစ္စကြီးကြီးမမကိုမှလုံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါ යි ပြီးတော့မန်နေဂျာကသူကပီရမစ်ကိုခိုးခဲ့တဲ့ factor လိုမျိုးခက်တဲ့ feeling တွေကိုပဲသဘောကျတယ်ဆိုပြီးတော့ပါပြောလိုက်ပါ යි ဂရုကလည်းပီရမစ်ကိုခိုးခဲ့တာက factor မှန်းတည်ပြီးတော့အံ့ဩသွားခဲ့ရပါ යි တကယ်လို့ဂရုဒါကြုံစီတဲ့ယောက်ျီကိုအရင်ခိုးယူလာနိုင်မယ်ဆိုရင်တော့သူ့အတွက်ချင်းွေထုတ်ပေးမယ်လို့လည်းပြောလိုက်ပါ යි ဂရုကမလွဲမရှောင်သာလောက်ရတော့မှဖြစ်တဲ့အတွက်လက်ခံလိုက်ပြီးတော့စိတ်ပြက်လက်ပြက်ထွက်လာခဲ့ပါ යි သူကဘန်ကထွက်မသွားခင်သူ့ရဲ့ဒေါသကိုဖြစ်ဖြောင်းတဲ့အနေနဲ့ထိုင်နေတဲ့ဖတာကိုရေခဲတနက်နဲ့ကိုမှပစ်လိုက်ပါ යි အဲဒီနောက်မှာတော့သူကရေပေါ်ကစံတက်ခန်းထဲမှာရှိနေတဲ့ကျုံစီတဲ့ရောင်ကြီးကိုခိုးဖို့သွားပါတော့ရင်စံတက်ခန်းထဲမှာတော့ရောင်ကြီးတနက်ကိုစံတက်နေကြပြီးတော့သိပ္ပံပညာရှင်တွေကသူတို့တီထွင်မှုအောင်မြင်တယ်လို့သတ်မှတ်နေကြပါ යි အဲ့ဒီအချိန်မှာပဲကျုံစီတဲ့ရောင်ကြီးတနက်ထားထားတဲ့ရှင်ရဲ့ခေါမိုးကအပေါက်ဖြစ်သွားခဲ့ပြီးတော့အပေါက်ကနေမီနီယံတကောင်ကဆင်လာခဲ့ပါ යි သူကရောင်ကြီးတနက်ကိုခိုးယူသွားခဲ့ပြီးတော့ဂရုရဲ့ရင်ထဲကိုထည့်လိုက်ခဲ့ပါ යි ဂရုတို့ကလည်းသူတို့အလုပ်ကိုအောင်မြင်သွားပြီလို့ထင်နေကြပေမဲ့လည်းခொနကသူတို့လုပ်ခဲ့တဲ့နည်းလမ်းအတိုင်းဂရုရင်ပေါ်ကနေအပေါက်တစ်ခုဖြစ်ပြီးတော့ရောင်ကြီးတနက်ကိုထပ်ပြီးတော့ခိုးယူခံလိုက်ရပါ යි ခိုးယူသွားတာကတော့ဖက်တာဖြစ်ပြီးတော့ခொနကသူ့ကိုဂရုရေခဲနဲ့ကိုလှုပ်သွားတာကိုမကျင့်တဲ့လို့ပဲဖြစ်ပါ යි ဖက်တာကတနက်ကိုယူပြီးတာနဲ့ရင်ကိုအရှင်မြင့်ပြီးတော့ပေါင်းသွားခဲ့ပါ යි ဂရုကလည်းအရှုံးမခံဘဲနဲ့သူ့ရဲ့နောက်ကိုလိုက်ပြီးတော့ကောင်းကင်ပေါ်မှာရင်နဲ့စီးကအရှင်ပြင်းပြင်းကိုမောင်းနေပြီးတော့ ဂရုကလည်းဖတာစီကိုဒုံးကြီးတွေပြစ်လိုက်ပါဒါပေမဲ့လို့ဖတာကပို့တော်ရာကြောင်းရှောင်းလိုက်နိုင်ပြီးတော့သူစီကဒုံကြီးတွေအများကြီးနဲ့ဂရုရင်ကိုလည်းမထီမချင်းကိုပြစ်ပါတော့ရင်ဂရုကလည်းဖတာရဲ့ရင်နောက်ကိုလိုက်ပြီးတော့တေချာချင်းပြစ်ဖို့ကိုလိုလိုက်ပေမဲ့လို့ဖတာကတော့ရင်ထဲကနေထွက်လာခဲ့ပြီးတော့ကျုံစီတဲ့ရောင်ကြီးတနေနဲ့ကိုဂရုတို့ကိုပြစ်လိုက်ပါဂရုရဲ့ရင်ကလည်းတေးသေးလေးဖြစ်သွားခဲ့ပြီးတော့ဂရုနဲ့မီနီယံလေးတွေကတော့ကံကောင်းစွာနဲ့မပြည့်စည်ခင်မှာထွက်လာနိုင်ခဲ့ပါတယ် အရှုံးကိုမကျင်တဲ့တေးတဲ့ဂရုကလည်းနောက်နေ့မှာတော့ရောင်ကြီးတနက်ကိုခိုးဖို့ဖတ်တာရဲ့အိမ်ကိုသူ့ရဲ့နေပညာတွေနဲ့ဖောက်ဝင်ဖို့လုပ်လိုက်ပါရင်ဒါပေမဲ့လို့ဖတ်တာရဲ့နေပညာတွေကပိုအားကောင်းပြီးတော့ဖောက်ထွင်းလို့မရတာကြောင့်ဂရုကလည်းအထဲကိုဝင်လို့မရတဲ့ပြေကူမှာဒုံးကျည်တွေအများကြီးနဲ့ကိုမှပြစ်တာကိုခံလိုက်ရပါရင်ဂရုကတော့ဒုံးကျည်ပြစ်ခံရပြီးတော့ကံကောင်းစွာနဲ့ဘာမှကိုမဖြစ်ပဲနဲ့လွတ်မြောက်လာခဲ့ပါရင်သူကရောင်ကြီးတနက်ကိုခိုးဖို့နောက်စီစဉ်တစ်ခုကိုမှထပ်ဆွဲပြီးတော့ပြန်လာခဲ့ပါရင်အဲ့ဒီအချိန်မှာပဲမာကိုအီဒစ်နဲ့ အကနီတိုးကလည်းကူကီရောင်းဖို့ဗက်တာအရှိရောက်လာခဲ့ပြီးတော့ဘယ်တီလိုက်တဲ့အခါမှာတော့ဗက်တာကချန်တကားကိုဖွင့်ပေးလိုက်ပါရင်အရာကိုမြင်လိုက်ရတဲ့ဂရုကတော့အထဲကိုဝင်ဖို့အကြံရသွားခဲ့ပါရင်သူကကောင်ဝါလီတောင်းရောက်နေတဲ့မိဘမဲ့ချောင်းကိုတွားပြီးတော့မီနီယန်လေးရဲ့အကူအညီနဲ့သူ့ရဲ့ကိုရဲ့ချက်လက်တွေကိုဆရာဝန်တယောက်ဆိုပြီးတော့ပြောင်းလိုက်ပါရင်ပြီးတော့သူကမစ္စတာဟက်တီစီမှာကလေးပါတွေကိုမွေးစားဖို့အတွက်ကိုလာပြောလိုက်ပါရင်မိဘမဲ့ကီဟာပိုင်ရှင်ကလည်းသဘောတူလိုက်ခဲ့ပြီးတော့ကလေးတောင်းရောက်ကတော့သူတို့မွေးစားခံရပြီးဆိုတဲ့အတွက်ကိုမှပျော်ရှင်နေကြပါရင် ဒါပေမဲ့လို့သူတို့ကိုမွေးစားတဲ့အဖေကိုတွေးလိုက်တဲ့အခါမှာတော့ကလေးမလေး၃ရက်စလုံးရဲ့အပျော်တွေဟာပျောက်သွားခဲ့ပါတော့ရင်သူတို့နေရမယ့်အိမ်ကိုတွေးရတဲ့အခါမှာတော့ကြောင်စရာကောင်းတဲ့ဖီလင်ကြီးရဲ့အိမ်နဲ့တူရာကြောင်စိတ်ညစ်သွားခဲ့ကြပါရင်အိမ်ထဲမှာမရင်မတွက်နိုင်တဲ့ထောင်ချောက်တွေအန္တရာယ်ရှိတဲ့ဓာတ်ုပစ္စည်းတွေနဲ့ကိုင်းဆိုတဲ့ကြောင်စရာကောင်းတဲ့ခွေးကြီးပါရှိနေခဲ့ပါရင်နောက်တော့ဂရုကလည်းကလေးမလေးတွေကိုစီကန်းတွေကိုပြောပြပြီးတော့သူတို့အိတ်ဖို့စားဖို့နဲ့ဣပါဖို့ကိုကျဲပြမှာပဲလှူထားတာပါဆိုပြီးတော့ပါပြလိုက်ခဲ့ပါရင်ဂရုကတော့စီကန်းတွေအားလုံးကိုပြောပြပြီးတဲ့နောက်မှာတော့ ကလေးမလေးတွေကိုထားခဲ့ပြီးတော့သူရဲ့လှုပ်ဝက်စမ်းသပ်ခန်းစီကိုတွာလိုက်ပါစတဲ့ခန်းထဲမှာတော့ဒေါက်တာနဖာရီယိုကလည်းဖတာရဲ့အိမ်ထဲကိုဝင်ပြီးတော့ရောင်ကြီးတနက်ခိုးလာခဲ့လို့ရအောင်လို့သူ့ရဲ့တီထွင်မှုဖြစ်တဲ့ကွကီးပုံစံလုပ်ထားတဲ့စပိုင်ဆက်ရုပ်လေးတွေကိုပြလိုက်ပါကလီမလီတုံယောက်ကအိမ်ထဲကိုရှောက်ကြည့်ကြပြီးတော့အကနေ့ကလည်း TV ကြည့်ဖို့အတွက်ကိုမှရမုကိုလှန်ယူလိုက်ပါရမုကအလန့်ဝင်းနေတဲ့အတွက်သူကဆိုဖာပေါ်တက်ပြီးတော့ယူလိုက်တဲ့အခါမှာတော့မတော်တဆခလုတ်လူကိုနှိမ့်မိပြီးတော့စတဲ့ခန်းစီကိုသွားတဲ့ဓာတ်လေကောက်ကိုတွေ့သွားခဲ့ကြပါသည် သူတို့စမ်းသပ်ခန်းထဲကိုရောက်သွားတဲ့အခါမှာတော့ဂရုကလည်းမကြိုက်တာကြောင့်ထွက်သွားဖို့ကိုပြောလိုက်ပေမဲ့လို့အီတေကတော့လေစာကိုကစားရင်းနဲ့အကနေရဲ့အယုတ်ကိုမတော်တဆပြစ်မိသွားတဲ့အတွက်အယုတ်ကတော့ပျက်စီးသွားခဲ့ပါ යි ။အကနေကဝမ်းနဲ့တွားခဲ့ပြီးတော့ဂရုကိုနောက်ထပ်အယုတ်တစ်ခုကိုဝယ်ပေးဖို့ပြောလိုက်ပါ යි ။ဂရုကတော့မဝယ်ပေးဘူးလို့ပြောလိုက်တဲ့အတွက်ကိုမှအကနေကလည်းအသက်ရှူအောင်ထားလိုက်ပြီးတော့သူဝယ်ပေးမှအသက်ရှူမယ်လို့ပြောလိုက်ပါ යි ။ဂရုကလည်းရွေးချယ်စရာမရှိတော့တဲ့အတွက်ကိုမှဝယ်ပေးမယ်လို့ပြောလိုက်ပြီးတော့မီနီယံလေးတွေကိုလည်းစီတီမက်မှာအယုတ်သွားဝယ်ခိုင်းလိုက်ပါရင် မီနီယန်လေးတွေကလည်းဂရုရဲ့စကားကိုနားထောင်ပြီးတော့တာရုကုတူတို့မိသားစုဇီဝဲထွက်တယ်လို့ပုံစံနဲ့စီတီမက်ကိုလာခဲ့ကြပါ යි ပျော်ရွှင်စွာမိသားစုတွေကလည်းအယံမကြလိုက်ပါဘူးသူတို့စီတီမက်ကိုရှုပ်ပွားအောင်လို့လှုပ်လိုက်ကြပါ යි ဂရုရဲ့အိမ်မှာလည်းညီမတို့ယောက်ကအေကန်တစ်ခုလုံးကိုရှုပ်ပွားအောင်လို့ဆော့ထားကြပါ යි ဂရုကလည်းအဲ့ဒါကိုမြင်ပြီးတော့စိတ်ညစ်သွားတဲ့ကြောင့်သူတို့တုံးရစလုံးကိုအိပ်ဖို့ပြောလိုက်ပါ යි ကလေးမလေးတွေကသူတို့မွေးစားဖေကိုမကြိုက်ပေမဲ့သူစကားကိုနားထောင်လိုက်ရပါ යි ်ဂရုကတော့သူတို့ကိုအခန်းထဲကမိကိုပိတ်ပြီးတဲ့နောက်မှာတော့မီနီယံလေးတွေကရရှိလာခဲ့ပြီးတော့အကနစ်ကိုအယုတ်လေးပေးလိုက်တဲ့အတွက်အကနစ်ကလည်းအရန်ကိုမှပျော်သွားခဲ့ပါ යි ။နောက်တနေ့မှာတော့ဂရုကလည်းဗတာရဲ့အိမ်ထဲကိုဖောက်ဝင်မဲ့အချက်ကိုစပို့တဲ့ကိုကလေးမလေး၃ယောက်ကိုဗတာရဲ့အိမ်မှာကူကီတွားရောက်ဖို့ခိုင်းလိုက်ပြီးတော့ကူကီပူးတဲ့မှာတော့ဒေါက်တာနဖာရီယိုရဲ့စပိုင်ဆက်ရုပ်တွေထည့်ထားခဲ့ပါ යි ။ဒါပေမဲ့လည်းကလေးမလေးတွေကသူတို့ရဲ့ဘဲလေးတင်တဲ့မှာအဆန်ကားဖို့တွားရောက်အောင်မှဖြစ်တဲ့အတွက်ညှင်းဆန်လိုက်ပါ යි ။ တို့ကလည်းရွေးချယ်စရာမရှိတော့ဘဲနဲ့သူတို့နောက်လိုက်ပြီးတော့ဘဲလီတင်တန်းမှာလိုက်ဆောင်ပေးလိုက်ပါကလေးတွေကသူတို့ပစ္စည်းတွေအားလုံးဂရုစီမှာအပ်ထားကြပြီးတော့ဘဲလီအကကိုလေ့ကျင့်လိုက်ကြပါအတန်းပြီးတဲ့နောက်မှာတော့သူတို့လေးယောက်ကဖတာအင်ရှိကိုတွားပြီးတော့ဂရုကလည်းကလေးမလေးတွေကိုကူကီတွားရောက်ဖို့လွှတ်လိုက်ပါဖတာရဲ့အိမ်ထဲမှာတော့ကူကီဆက်ရုပ်တွေကဘသူမှတတိမထားမိခင်မှာရောင်ကြီးတနက်ထားတာတွေလှုပ်ဝက်ခန်းထဲကိုဖောက်ဝင်သွားခဲ့ပြီးတော့အဲ့ဒီအခန်းထဲရန်ကိုလေစာနဲ့ကိုမှတကားပေါက်တစ်ခုစာရအောင်လို့ဖြတ်လိုက်ပါ ဂရုနဲ့မီနီယံတွေကလည်းအဲ့ဒီအပေါက်ကနေကိုဝင်လာကြပြီးတော့ရောင်ကြီးတနက်ကိုရာသွားခဲ့ပါ යි သူတို့ကရောင်ကြီးတနက်ကိုယူပြီးတော့ပြန်ထွက်ခိုင်းနေမှာပဲဆက်ရုပ်စပိုင်တွေကအပေါက်ကိုပြန်ပေးလိုက်ကြတဲ့အတွက်နောက်ထပ်ထွက်ပေါက်တစ်ခုကရှာရပါတော့တယ်သူတို့ကလေဝင်လေထွက်ပေါက်ထဲကိုဝင်ပြီးတော့ထွက်ပေါက်ရှာကြပါတော့တယ်ထွက်ပေါက်ကိုတွေးလို့ပြေးသွားတဲ့အချိန်မှာပဲဂရုကလေဝင်လေထွက်ပေါက်ရဲ့အပေါက်တစ်ခုကိုနင်းမိပြီးတော့အောက်ပြုတ်ကျသွားခဲ့ပါ යි သူတို့ပြုတ်ကျသွားတဲ့နေရာကဖန်တာရှိနေတဲ့ဧကန်ဖြစ်ပြီးတော့မီနီယံလေးတွေကဂရုကိုဖန်တာတတိထားမိသွားမှဆိုလို့အောက်မပြုတ်ရအောင်လို့ဆွဲထားကြပါ යි ဒါပေမဲ့လို့အခြေအနေတွေကပိုဆိုးလာပြီးတော့ဗတာရဲ့အောက်ကကျမ်းပြင်ကသူ့ရဲ့အိမ်မွေးတရိတ်ဆန်ငမန်တဲ့ကောင်မွေးထားတဲ့ကန့်ကြီးဆိုတာကိုတီးသွားခဲ့ပါတယ်။ငမန်ကအပေါ်မှာတွဲလောင်းဖြစ်နေတဲ့ group ကိုမြင်ပြီးတော့သူ့ရဲ့တခင်ကိုတတိပေးဖို့အတွက်ကံရဲ့မျက်နှာပြင်ကိုတိုက်နေပေမဲ့လေဗတာကတော့သူ့ရဲ့ငမန်ကဒီနေ့ထူးဆန်းနေတယ်လို့ပဲထင်နေခဲ့ပါ යි ဗတာကတော့ရောင်ကြီးတနက်ကိုလုံခြုံတဲ့နေရာမှာတင်းထားဖို့အတွက်ဘယ်သူမှမယူနိုင်ဘူးဆိုပြီးတော့ထင်နေတာပဲဖြစ်ပါ යි အဲဒါကြောင့်ပဲ group နဲ့ minion လေးတွေကဘယ်သူမှတတိမထားမိအောင်လို့တနက်ကိုခိုးပြီးတော့အပြင်ထွက်လာနိုင်ခဲ့ကြပါ යි သူကိစ္စအောင်မြင်ပြီးတဲ့နောက်မှာတော့ဂရုကလည်းကလေးမလေးတွေကိုကားပေါ်တင်ပြီးတော့ပြန်လာခဲ့ကြပါ යි လမ်းမှာတော့ပန်းညံတွေကကစားကွင်းကြီးတစ်ခုကိုမြင်ပြီးတော့ကလေးမလေးတွေကလည်းသူတို့မွေးစားဖေကိုအဲ့ဒီကိုပို့ပေးဖို့ကိုပြောလိုက်ကြပါ යි ဂရုကလည်းကစားကွင်းနဲ့ပို့ရင်သူတို့ကိုထားခဲ့လို့လွဲသွားပြီလို့တွေးလိုက်ပြီးတော့လက်ခံလိုက်ပါ යි ကစားကွင်းထဲကိုရောက်တဲ့အခါမှာတော့ကလေးတွေက roller coaster စီးကျင်ကြပြီးတော့ roller coaster ကလူကြီးတယောက်ပါမှစီးရမယ်လို့ပြောတဲ့အတွက်ဂရုကလည်းသူတို့နဲ့တူတူကိုလိုက်စီးပေးလိုက်ရပါ යි လိုလာကရိုစတာစီးပြီးတဲ့ခါမှာတော့ဂရုကလည်းမူပြီးတော့အန်တော့မလို့ဖြစ်သွားခဲ့ပါ යි အဲဒီနောက်မှာတော့အက်နစ်ကလည်းဘူပေါင်းပြစ်တဲ့ဆေကယူနီကောအယုတ်လေးကိုတွေ့သွားခဲ့ပြီးတော့ပြစ်မှတ်ကိုမှန်ရင်အယုတ်ရမှာဖြစ်တဲ့အတွက်သူတို့ကိုအဲ့ဒါပေးစောဖို့ကိုပြောလိုက်ပါ යි ဂရုကလည်းအက်နစ်နဲ့သူ့ရဲ့အမားတွေကိုစော့လို့ရအောင်လို့ပတ်စံပေးလိုက်ပါ යි သူတို့ကပြစ်မှတ်ကိုမှန်အောင်လို့စူးစမ်းပြစ်ကြပြီးတော့အက်နစ်ကလည်းပြစ်မှတ်ကိုမှန်သွားခဲ့ပါ යි တမဲလို့ဆိုင်ရှင်ကလည်းလူလဲကြပြီးတော့သူတို့ကိုရှုံးသွားတယ်လို့ပြောလိုက်ပါ යි ဂရုကလည်းဒေါသထွက်သွားခဲ့ပြီးတော့သူ့ရဲ့နီလန်းနဲ့သူပြစ်မယ်ဆိုပြီးတော့ သူ့ရဲ့တနက်နေ့ကိုမှပြစ်လိုက်တာပြစ်မှတ်တာမကပဲနဲ့ဆိုင်းတစ်ခုလုံးပါပောက်ကွဲသွားခဲ့ရပါတယ်။ဒါပေမဲ့လို့ကလေးတွေကစုအနေနဲ့ယူနီကွန်အယုတ်လေးရလိုက်တဲ့အတွက်ပျော်ရွှင်ပြီးတော့သူတို့မွေးစားဖေကိုဂုဏ်ယူနေခဲ့ကြပါတယ်။ကလေးမလေးတွေကြောင့် group ကလည်းပျော်ရွှင်လာခဲ့ပြီးတော့သူတို့လေးယောက်ကတော့တနေ့တာလုံးကိုမှပျော်ပျော်ရွှင်ရွှင်ကိုကစားနေလိုက်ကြပါတယ်။အိမ်ပင်ရောက်တဲ့အခါမှာတော့ဒေါက်တာနဖာရီယိုက group ကိုလာကိုခိုးဖို့ပေးထားတဲ့တပ်မှတ်ရက်ကနီလာပေးဆိုတာကိုတတိပေးလိုက်ပါတယ်။ group ကလည်းဘန်မန်နေဂျာကိုဗီဒီယိုကောခေါ်လိုက်ပြီးတော့ငွေထက်ချေဖို့ကိုပြောလိုက်ပါတယ်။ ဒီခါမှာတော့သူကကျုံးစီတဲ့နေရောင်ကြီးတနက်ကိုရထားပြီးတော့အရာရဲ့အတုံးဝင်ပုံကိုပြလိုက်ပြီးတော့သူလားကိုခိုးမဲ့အစီအစဉ်ကိုပြောပြလိုက်ပါရင်လားစီကိုထုံးပြတ်နေကိုရသွားခဲ့ပြီးတော့ရောင်ကြီးတနက်နဲ့ကျုံးမဲဆိုတာကိုပါပြောပြလိုက်ပါရင်မန်နေဂျာကသူ့ရဲ့အစီအစဉ်ကိုသဘောကျပေမဲ့လည်းသူကအိုနေပြီဖြစ်တာကြောင့်အလုံးလုံးတဲ့နေရာမှာအမှားယွင်းဖြစ်နိုင်တဲ့အတွက်သူ့ရဲ့အစီအစဉ်တိုင်းကိုလုပ်ဖို့တော်ပြီးတော့ငယ်ရွယ်တဲ့ feeling ကိုပဲလုပ်ခိုင်းမယ်လို့ပြောလိုက်ပါရင်ဂရုကတော့ဝန်နဲ့သွားခဲ့ပြီးတော့မီနီယံတွေအားလုံးကိုလားကိုခိုးမဲ့အစီအစဉ်ကြာရှုံးသွားပြီဆိုတာကိုပြောလိုက်ပါရင် ဒါပေမဲ့လို့ကလေးမလေးတွေကသူတို့မွေးစားအဖေရဲ့အိမ်မက်တွေဖြစ်လာအောင်လို့သူတို့ပတ်စံစုထားတဲ့စုပူလေးပေးလိုက်ပါ යි အဲဒါကိုမြင်ပြီးတော့မင်းနီယံလေးတွေအားလုံးကလည်းသူတို့မှာရှိသမျှပတ်စံတွေအားလုံးကိုယူလာပြီးတော့ group ကိုပေးလိုက်ပါ යි အတက်သွားတဲ့ group ကလည်းအဲဒီပတ်စံတွေနဲ့ဒုံးကျည်စောက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့တစ်ဖက်မှာတော့ကလေးတွေကိုဂရုစိုက်ကျင်တာတတ်တဲ့အဖေကောင်တယောက်ဖြစ်လာအောင်လို့ကြိုးစားနေခဲ့ပါ යි နောက်တစ်ခါမှတွေ့ရမှာကတော့ဘန်မန်နေဂျာက group ရဲ့စီစဉ်ကိုတခြားတယောက်ကိုလောက်ခိုင်းဖို့စီစဉ်နေပြီးတော့အဲ့ဒီသူကတော့2000ဖက်တာပဲဖြစ်ပါ යි ူကတော့ဖက်တာကိုဂရုနေရောင်ကြီးတနက်ကိုခိုးယူသွားတာကိုခွင့်ပြုပေးလိုက်လို့ဆူလိုက်ပြီးတော့ဖက်တာကလည်းအဲ့ဒါကိုပြန်ရအောင်ယူမယ်လို့ပြောလိုက်ပါ යි တဖက်မှာတော့ဂရုကလည်းမွေးစားဖေတယောက်အနေနဲ့အဖေတာဝန်ကြီးပေါင်းအလုံးလုံးနေခဲ့ပါ යි သူကကလီမလေးတွေကိုအဲ့ရဝယ်ပို့လိုက်ပို့ပေးလိုက်ပါ යි အကနစ်ကကြောင်မီသားစုပုံမြင်စာအုပ်ကိုဖတ်ပေးဖို့ဂရုကိုပြောလိုက်ပါ යි ဂရုကလည်းအဲ့ဒီအကြံကိုတိတ်မကြိုက်ပေမဲ့လည်းကလီမလေးတွေအဲ့လိုရအောင်လို့ပုံမြင်ဖတ်ပြဖို့ကိုဆုံးဖြတ်လိုက်ပါ යි ပုံမြင်တစ်ဝက်လောက်ရောက်တဲ့အခါမှာတော့ဂရုကလည်းဒီပုံမြင်လေးက ចောင်းអភិជីနဲ့ទូយ៉ែកលីលីរីអចាဆိုរ៉ាကိုទីតွားគេပြီးတော့ခဏလောက်တော့သူ့ရဲ့မွေးစားသမီးလေး၃ယောက်ကိုတန်ရောစင်ဖြစ်သွားခဲ့ပါ යි ။ဒါပေမဲ့လို့သူကသူ့ကိုသူဖီလင်တယောက်အနေနဲ့ပဲဖြစ်ချင်တာကြောင့်အဲ့ဒီခန်းစားချက်ကိုလစ်လို့ရှူပြီးတော့ထွက်သွားခဲ့ပါ යි ။သူကတော့ရှောက်လမ်းမှာရက်ပြီးတော့စဉ်းစားနေတော့ဒေါက်တာနဖာရီယိုကလည်းရရှိလာခဲ့ပြီးတော့သူ့ကိုလက်ကိုခိုးဖို့အတွက်ကိုနှစ်ရက်ပဲကြံတော့တယ်ဆိုတာကိုတတိပေးလိုက်ပါ යි ။ဂရုကလည်းအဲ့ဒီနေ့ကကလေးမလေးတွေရဲ့ဘဲလေးကပွဲနေတဲ့တူတူပဲဖြစ်နေတဲ့အတွက်ကိုမှလက်ကိုသူ့ခိုးချင်တည့်ရက်လားဆိုတာကိုမတိကျဖြစ်နေခဲ့ပါ යි ။ ဒါပေမဲ့လို့ဒေါက်တာနဖာရီယိုကလည်း group ကိုသူ့ရဲ့ super feeling နေရာကိုအဆုံးရှုံးမခံဘူးပြောလိုက်ပါ යි ။နောက်နေ့မနေ့မှာတော့ group ကလည်းကလေးတွေနဲ့ကစားနေတော့မိဘမဲ့ကေဟာပါရှင်ကသူတို့အိမ်ကိုလာပြီးတော့ကလေးတွေကိုမိဘမဲ့ကေဟာစီကိုပြန်ခေါ်ပေးဖို့ကိုတောင်းဆိုလာလို့လာခေါ်ရဆိုပြီးတော့လည်းပြောလိုက်ခဲ့ပါ යි ။အဲ့ဒီတောင်းဆိုမှုကိုဒေါက်တာနဖာရီယိုကလည်းလှုပ်ထားတာဖြစ်ပြီးတော့ group ကလည်းကလေးတွေကိုမိဘမဲ့ကေဟာစီကိုပြန်ထည့်ပေးလိုက်ပါ යි ။ group ကတော့ဒေါက်တာနဖာရီယိုရဲ့စကားကိုနားထောင်မယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ villain တယောက်လိုပဲပြန်နေခဲ့ပါ යි ။ ဂရုကတော့နေရက်တွေကိုအထီးကျက်စွာဖြတ်တန်းပြီးတော့ကလေးတွေကလည်းဂရုကိုတရေရနေခဲ့ကြပါရင်နောက်ဆုံးမှာတော့လောက်ကိုခိုးရမယ့်နေ့ကိုရောက်လာခဲ့ပြီးတော့မင်းနီယံလေးတွေကလည်းဒုံးကျည်ဆောက်တာကိုပြီးဆုံးသွားခဲ့ပါရင်ဂရုကလည်းလောက်ကိုသွားဖို့ဝစ်ဆုံဝစ်ပြီးတော့အသင့်ပြင်လိုက်ပါရင်ဒုံးမြတ်မတက်ဖို့လုံတဲ့အချိန်မှာပဲမင်းနီယံလေးတကောင်ကဂရုကိုကလေးမလေးတွေရဲ့ဘဲလေးကပွဲလက်မှတ်ကိုပေးလိုက်ပါရင်ဒါပေမဲ့လည်းဂရုကအစီအစဉ်တိုင်းပဲသွားမယ်လို့ဆုံးဖြတ်ပြီးတော့ဒုံးမြတ်ကိုလာဖို့တက်ဖို့မောင်းနှင်လွှတ်လိုက်ပါရင်ဗတာကတော့ဂရုရဲ့အင်ကိုရောင်းနှစ်နေပြီးတော့မြေပြင်ပေါ်ကနေသူ့ရဲ့ရှေ့ပေါ်ဝဲနဲ့ကိုကတ်ထားတဲ့ကြိုးကို ဂရုရဲ့ဒုံမျက်စီကိုပစ်လွှတ်လိုက်ပိုင်ကံကောင်းစာနဲ့ရေပွဲကဒုံမျက်ပေါ်ကိုကတ်သွားခဲ့ပြီးတော့ဗတာကတော့ဂရုကိုသူ့ရဲ့လက်နှက်နဲ့ကိုမှပစ်ဖို့လှုပ်လိုက်ပိုင်ဒါပေမဲ့လို့ဂရုကတော့ရှင်ကိုအရှိန်ပိုတင်ပြီးမှောက်ပြီးတော့ဗတာကိုလည်းပြုတ်ချသွားအောင်လို့လှုပ်လိုက်ပိုင်အလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ဂရုကလည်းလာစီကိုရောက်သွားခဲ့ပြီးတော့ရောင်ကြီးတနက်နဲ့လာကိုတေးရအောင်လို့ပြစ်လိုက်ပိုင်အဲ့ဒီအချိန်မှာကဘာပေါ်မှာတော့ရေလိုင်းတွေပျောက်သွားခဲ့ပြီးတော့ဝင်းပလီတွေတောင်မှလူပုံဖြစ်ကုန်ကြပိုင်ဂရုကတော့သူ့ရဲ့စီစဉ်တာလာကိုခိုးလိုက်နိုင်ပြီးတော့လာကတော့သူ့ရဲ့လက်ထဲကိုရောက်နေပြီပဲဖြစ်ပါရင် သူလိုချင်တဲ့ရာသွားလို့ဝမ်းတနေတော့မှာပဲအကာသဆွေးရမရှိတာကြောင့်ပစ္စည်းတွေကလွင့်ပြီးတော့ကလေးမလေးရဲ့ကာပွဲလက်မှတ်ကသူ့ရှိကိုရောက်လာခဲ့ပါဂရုကတော့အကနစ်ကိုပေးထားတဲ့ဂရီကိုတတိယပြီးတော့သူ့လိုပွဲစီကိုသွားဖို့အချိန်လဲမိသေးတာကြောင့်ဒုံးပြက်ကိုကဘာမျိုးပေါ်ကိုပြန်မောင်းလိုက်ပါဒေါက်တာနဖာရီယိုကလည်းအစီအစဉ်အောင်မြင်သွားလို့အောက်ပွဲခံလိုက်ပြီးတော့ယုတ်တရက်သူ့ဘေးနာကရောင်ကြီးထိထားတဲ့မီနီယံလေးကပုံမှန်ရွယ်စားပြန်ဖြစ်လာတာကြောင့်လာကလည်းအဲ့ဒီလိုမျိုးပုံမှန်ပြန်ဖြစ်သွားနိုင်တယ်လို့ဂရုကိုတတိပေးလိုက်ပါတယ် ဒါပေမဲ့လို့ group ကတော့သူ့ရဲ့တရီဘေးတန်ကိုမချပဲနဲ့ကဘာမြေတဲကိုပြန်ဝင်လာခဲ့ပါတယ်။သူ့ရဲ့ဒုံးပြန်ကကဘာမြေလေတူတဲကိုဖျက်ပြန်ပြီးတော့ပေါက်ကွဲမဲ့လို့ပြန်ဖြစ်သွားခဲ့ပါတယ်။တချိန်တည်းမှာပဲဘဲလေးကပွဲကစရုံမှာဖြစ်ပြီးတော့အက်နေက group လာမယ်လို့ယုံကြည်နေတာကြောင့်ပွဲစီစဉ်သူကိုခနှဆောင်ပေးဖို့ပြောလိုက်ပါတယ်။ပွဲစီစဉ်သူကမဆောင်ပေးခဲ့တာကြောင့်ကပွဲကိုစလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဖတ်တာကပေါ်လာခဲ့ပြီးတော့ပွဲကိုရောက်လာခဲ့ပါမိနစ်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့ဂရုကလည်းဒုံးပြက်ကိုအချိန်နဲ့မောင်းလာပြီးတော့ပွဲချင်းပါတဲ့နေရာကိုရောက်လာခဲ့ပါ ပွဲကိုရောက်တဲ့အခါမှာတော့ဘသူမှမရှိတော့ပဲနဲ့တန်ရှင်ရဲ့တမကလည်းကပွဲပြီးသွားပြီဆိုပြီးတော့သူ့ကိုပြောလိုက်ပါဂရုကလည်းဝမ်းနဲ့တွားခဲ့ပြီးတော့ခုံကိုကြည်လိုက်တဲ့အခါမှာတော့မာကိုချန်နာခဲ့တဲ့ဖတာသူတို့ကိုဖမ်းသွားတယ်ဆိုတဲ့စာကိုတွေ့လိုက်ရပါဂရုကတော့ဖတာရဲ့အိမ်ကိုတွားပြီးတဲ့အခါမှာတော့ဖတာကသူ့ကိုလာပေးရင်ကောင်းမလေးတွေကိုပြန်လှုပ်ပေးမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါဂရုကလည်းကလေးတွေကိုစိုးရိမ်နေတဲ့အတွက်ဖတာကိုလာပေးလိုက်ခဲ့ပါဒါပေမဲ့လို့ဖတာကတော့သူ့ရဲ့စကားသူမသိပဲနဲ့ဂရုကိုဒုံးကြီးတွေအများကြီးနဲ့ကိုမှပြလိုက်ပါ ရူးကလည်းဂရီးဖြတ်တာခံလာရလို့မတုံလှုပ်တဲ့ပြင်ကမှသူပြစ်လိုက်တဲ့ဒုံးကြီးတွေအားလုံးကိုရှောက်ပြီးတော့အိမ်တကားကိုဖောက်ခွဲလိုက်ပါရင်သူ့အိမ်ထဲကိုဝင်ဖို့လှုပ်တဲ့ခါမှာတော့ဗတာရဲ့ငမန်းကလည်းဂရူးကိုတိုက်ခိုက်ဖို့ကိုလှုပ်လိုက်ပေမဲ့လို့ဂရူးရဲ့လက်တီးချက်တစ်ချက်နဲ့တင်ငမန်းကလည်းလဲချသွားခဲ့ရပါတယ်။ဗတာကတော့သူဂရူးကိုမတားနိုင်တော့ဘူးဆိုတာကိုသိတော့သူ့ရဲ့ရှင်ပြန်ခလုတ်ကိုဖွင့်ပြီးတော့ရှင်ပြန်နဲ့ကိုမှထွက်ပြေးသွားခဲ့ပါတယ်။ဂရူးကလည်းသူ့ရဲ့ရှင်ပြန်ကိုရအောင်လို့ဖမ်းဆွဲထားခဲ့ပြီးတော့ပါလာခဲ့ပါတယ်။အဲဒီအချိန်မှာပဲဒေါက်တာနေဖာရီယိုကလည်းမီနီယန်တွေအများကြီးနဲ့တူတူ ဂရုရဲ့ရှင်မြန်ကိုမောင်းပြီးတော့လိုက်လာခဲ့ပါ යි သူကဂရုဖက်တာရဲ့ရှင်မှာတွဲလောင်းဖြစ်နေတာကိုမြင်တော့နောက်မကြခင်သူ့ကိုကယ်ပြီးတော့ရှင်နဲ့ကိုမှထည့်လိုက်ပါ යි ပြီးတော့ဂရုကိုလည်းလာကရောင်ကြီးတနက်နေ့ကိုအစွမ်းနဲ့တဖြည်းဖြည်းပြဲလာပြီးတော့မကြခင်ပုံမှန်ရွယ်စားပြန်ဖြစ်တော့မှဖြစ်တာကြောင့်မြင်မြန်လို့ဖို့ကိုပြောလိုက်ပါ යි ဒေါက်တာနဖာရီကိုပြောတာကအမှန်တကယ်ဖြစ်ပြီးတော့ဖက်တာရဲ့ရှင်နဲ့ကလာကလည်းရွယ်စားကြီးလာတာကြောင့်ကလေးမလေးတွေကလည်းအနေရောဖြစ်တော့မလို့ကိုဖြစ်နေခဲ့ပါ යි ဂရုကလည်းဖက်တာရဲ့ရင်စီကိုကြိုးတစ်ခုနဲ့ကိုမှပြစ်လိုက်ပြီးတော့ထွက်ပေါက်ပွင့်သွားအောင်လို့လှုပ်လိုက်ပါ යි လူကသူတို့ကိုလွတ်အောင်လုပ်ဖို့သူရဲ့ရင်စီကိုခုံလာခဲ့လို့ပြောလိုက်ပါ යි ။ကလီမလေးတွေကကြောက်နေပေမဲ့လည်းအကနေနဲ့အီတီတိုကလည်းတပြိုင်တည်းခုံလိုက်ပြီးတော့သူတို့ဖေကသူတို့ကိုဖမ်းထားပေးလိုက်ပါ යි ။မာကိုကလည်းသူတို့လိုပဲလိုက်ခုံဖို့လိုလိုက်ပြီးတော့ခုံကန်နီးမှာပဲဖတာကသူ့ကိုဖမ်းထားလိုက်ပါ යි ။ဖတာကပြောချင်အောင်မှတိတ်မရလိုက်ပါဘူး။သူရဲ့ရင်ထဲမှာလာကကြီးလာတဲ့အတွက်ရင်တစ်ခုလုံးထိန်ချုပ်မရဖြစ်သွားခဲ့ပါ යි ။အဲ့ဒါကြောင့်ပဲမာကိုကချော်ကြသွားခဲ့ပြီးတော့ဂျိုရန်ကိုဆွဲထားလိုက်ပါပြောကြမလို့ဖြစ်နေတဲ့မာကိုကိုကဲဖို့အတွက်ဂရုကတော့ဂျိုရန်ကိုတွေ့ပြီးတော့သွားလိုက်ခဲ့ပါ යි ။ အဲ့ဒီအချိန်မှာပဲဂျိုရန်ကပြုတ်ကျသွားခဲ့ပြီးတော့သူတို့နှစ်ယောက်ကတော့ပြုတ်ကျသွားခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ရင်မြန်ပေါ်ကမီနီယံလေးတွေကလည်းသူတို့ကိုဆွဲထားပြီးတော့ကယ်လိုက်ပါတယ်။ဖတာကတော့ကံမကောင်းပဲနဲ့သူ့ရဲ့ရှင်ပေါ်ကလာကပုံမှန်ရွယ်စားဖြစ်ပြီးတော့လာကဘာကိုပြန်သွားခဲ့ပါတယ်။ဖတာကလည်းလာပေါ်ပါပါသွားခဲ့ပြီးတော့လာကဘာပေါ်မှာပိမိနေတဲ့အတွက်ကဘာပေါ်ကိုပြန်လာစရာလမ်းကိုမရှိဖြစ်နေခဲ့ပါတယ်။ကိစ္စတွေအလုံးပြီးသွားတဲ့အခါမှာတော့ဂရုကလည်းအိမ်ပြန်လာခဲ့ကြပြီးတော့သူကကလေးတွေကိုအဲ့ရဝင်ဖို့ပုံမှန်ပြောလိုက်ပါတယ်။ ဒီကပုံမြင်ကတော့အရင်ကနဲ့မတူဘဲနဲ့သူကိုယ်တိုင်ရေးထားတဲ့အချစ်နဲ့မိသားစုဆိုတာကိုရှာတွေ့တဲ့ပုံမြင်လေးပဲဖြစ်ပါ යි ။ကလေးတွေကလည်းပုံမြင်ကိုသဘောကျပြီးတော့အိပ်ပျော်သွားကြပါ යි ။ဂရုကလည်းကလေးတွေအိပ်ပျော်သွားတာကိုကြည့်ပြီးတော့အခန်းပြင်မထွက်ခင်ကလေးတွေတယောက်ချင်းစီကိုနှုတ်ဆက်နန်းလေးတွေပေးခဲ့လိုက်ပါ යි ။နောက်တနေ့မှာတော့ဂရုကလည်းကလေးတွေကားခဲ့တဲ့ဘဲလေးပွဲကိုသူမကြည့်ခဲ့ရတဲ့အတွက်အခုသူတို့အတွက်ကိုမှတီးတန့်ကောက်ပွဲလေးလုပ်ပေးလိုက်ပါ යි ။ကောက်ပွဲကိုမီနီယံတွေအားလုံးပြင်ကုန်မှဂရုရဲ့မိဘလာကြည့်ပြီးတော့သူသားအတွက်ကိုပထမအဦးဆုံးအနေနဲ့ကိုမှဂုဏ်ယူနေခဲ့ပါ යි ။ ကာဝဲစားတင်ပြီးတော့မာကိုအီတစ်နဲ့အဂနက်ဒိုကတော့ကားဖို့ပြင်လိုက်ကြပါ යි ။ဒါပေမဲ့လူမီနီယန်လေးနှစ်ယောက်ကရန်ဖြစ်ပြီးတော့တယောက်ကတခြင်းကပြင်းဖို့ကောင်းနေဆိုပြီးတော့ပုံမှုတဲ့တခြင်းဖွင့်လိုက်ပါ යි ။အဲဒါကြောင့်ပဲ group ပါသူတို့အားလုံးနဲ့တူတူကားလိုက်ပြီးတော့ကာဝဲကိုအားလုံးပြပြရှင်ရှင်ဖျက်တမ်းလိုက်ကြပါ යි ။အဲဒီနောက်မှာပဲ group ကလည်းကလေးမလေးတွေကိုလက်ဆောင်ထပ်ပေးတဲ့အနေနဲ့ကျမ်းပြင်တစ်ခုပေါ်ကိုတက်ခိုင်းလိုက်ပြီးတော့အဲ့ဒီကျမ်းပြင်နဲ့လာနေကနေတဲ့ထီကိုမှအမြင့်ကြီးကိုမြင့်တက်သွားခဲ့ပါ යි ။သူတို့ကတကယ်မိသားစုလိုမျိုးပျော်ရှင်စရာအချိန်လေးတွေကိုဖျက်တမ်းလိုက်ကြပါ යි ။ ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုဟာလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာအခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စဲမပြတ်ကိုမှကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like နဲ့ subscribe လေးတွေလုပ်ထားပေးခဲ့ကြပါဦးနော်နောက်တနေ့မှာဇာတ်ကားကောင်းလေးတွေနဲ့အတူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်